ဒါပမပါစစ်စေးရင်းနဲ့တွေးတဲ့ကတ်လေးတွေရောဒါပစ္စည်းပို့ပြီးတော့မှဝယ်ယူအထက်ကိုရောက်တော့ကြမှာဒါအဲရာပါလို့ဒါပြန်လဲပေးရတဲ့ကတ်လေးတွေရောဒါကျွန်တော်ပေါင်းပြီးတော့ထားတာပေါ့နော်ဒါဒီလိုမျိုးကတ်လေးတွေဝယ်တဲ့ခါမှာအဲရာပမပါတရားစစ်စေးပြီးတော့ဒါရောင်းပေးတဲ့စိုင်တွေကိုဝယ်တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါမျိုးလေးတွေဒါအဲရာပါတယ်ဆိုလို့ရှိရင်ဒါသတိထားပြီးတော့ဝယ်လို့ရအောင်လို့ကျွန်တော်ဒီမှာပြပေးတာပါဒါဒီကောင်လေးတွေကဒါအဝင်း ဘိုးတွေက8.5ဘိုးလောက်ကနေပြီးတော့တန်ဘိုးလောက်ထိဝင်လို့ရတယ်လို့ဒီမှာရေးထားတယ်ပေါ့နော်အထွက်ဘိုးတွေကတော့ဒီမှာတန်ဘိုးကနေပြီးတော့အဝင်ဘိုးတွေကသူက8.5ဘိုးလောက်ကနေပြီးတော့50ဘိုးလောက်ထိဝင်လို့ရတယ်အထွက်ဘိုးတွေကကြတော့တန်ဘိုးကနေပြီးတော့60ဘိုးလောက်ထိဒါအဝင်ဘိုးတွေထဲအထွက်ဘိုးတွေကိုမြင့်ပြီးတော့ကိုလိုတဲ့ဘိုးကိုထုတ်ပြီးတော့ဒါတုံးလို့ရတယ်ကတ်လေးတွေပေါ့နော်ဒါလေးတော့အဲဒါလေးတွေပါ ါကျွန်တော်မိတ်ဆွေတွေကိုဒါဘူသုဒအနေနဲ့ကျွန်တော်ပြပေးတာကျွန်တော်ဒီမှာဝယ်ယူတဲ့အခါမှာဆိုလို့ရှိရင်တော့ဒါပစ္စည်းမပို့ခင်မှာဆိုလို့ရှိရင်လည်းအဲ့ဒါပပပတေချာဆစ်ဆေးပြီးတော့မှပို့ပေးတယ်ဒါပို့ပေးလိုက်လို့မို့ဒါဝယ်ယူသူလက်ထဲကိုရောက်တဲ့အခါမှာဆိုရင်လည်းပစ္စည်းရောက်ပြီးတော့၃ရက်အတွင်းမှာအဲ့ဒါပပပဆစ်ဆေးကြည့်လိုက်လို့အဲ့ဒါတစ်ခုခုပါခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ပို့ပေးရတယ် ဒါဗီဒီယိုရိုက်ပြီးတော့မပို့ပေးဘူးဆိုလို့ရှိရင်တော့ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဘာမှမဖြည့်ရှင်းပေးနိုင်ဘူးပေါ့နော်ဒါဗီဒီယိုရိုက်ပြီးတော့ပို့ပေးတယ်ပို့ပေးတဲ့ဗီဒီယိုကိုကြည့်ပြီးတော့ error ပါတာစစ်မှန်တယ်ဆိုလို့ရှိရင်ဒါခုလိုမျိုးဒါပစ္စည်းအစ်စ်လဲပေးတာမျိုးဒါမှမဟုတ်ရင်လည်းငွေပြန်အပ်ပေးတာမျိုးကိုလုပ်ပေးတယ်ဒါပစ္စည်းအစ်စ်လဲပေးရတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒါဒလီကကိုကျွန်တော်တို့ရုံးဘက်ကနေပြီးတော့အကုန်ကြားခံပြီးတော့ဒါလဲပေးတယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ဒါ short ဖြစ်တဲ့ဟာလေးတွေပေါ့ ဒါကျွန်တော်တို့မသုံးရသေးပဲနဲ့ဒါစစ်ကြည့်လိုက်လို့အဲဒါပါနေတဲ့ကတ်လေးတွေပေါ့နော်အဲ့ဒါရေကျွန်တော်တို့ဒါပစ္စည်းပို့လိုက်တယ်ပို့လိုက်ပြီးတော့မှလာအကြောင်းမျိုးမျိုးကြောင်းလမ်းမှာပဲဖြစ်ဖြစ်ဒါတခုခုကြောင်းဒါအသုံးပြုသူကြောင်းမဟုတ်တဲ့အဲဒါတွေဖြစ်လို့ရှိရင်ကျွန်တော်တို့ဆိုင်ဘက်ကနေပြီးတော့ပြန်ပြီးတော့ဒါလဲပေးရပေါ့နော်ဒါပြင်မယ်ဆိုလို့ရှိရင်တော့ဒါပြင်လို့ရတဲ့ကတ်လေးတွေပါပဲနော်ဒါကျွန်တော်ကဒါလေးကျွန်တော်ဘုသူဒအနေနဲ့ကျွန်တော်ပြပေးတာပါ ဒါမျိုးကကျွန်တော်တို့ယာနဲ့ထောင်နဲ့ကြည့်ပြီးတော့ဒါရောင်းဝိတ်ပြီးပြောနော်ဒါကတော့ကျွန်တော်အဲဒါပါတဲ့ကတ်လေးတွေဒီမပို့ခင်မှာပါတဲ့အဲဒါလေးတွေရောဒါပို့ပြီးတော့မှဒါအသုံးပြုသူတုံးကြည့်လိုက်တဲ့အခါမှာအဲဒါဖြစ်နေတာလေးတွေရောကျွန်တော်တို့ဒါပြန်ပြီးတော့လဲပေးထားတဲ့ကတ်လေးပါနော်သူကလာလာကတော့ဒီလိုမျိုးပါကင်နဲ့လာတယ်အများသောအားဖြင့်ကတော့ ဒီစစ်ပြီးတော့မရောင်းကြတာများတယ်ပေါ့နော်ဒီတိုင်းပဲရောင်းလိုက်တယ်တကူခုဖြစ်တယ်ဆိုလို့ရှိရင်လည်းဒါပြန်လဲလို့မရဘူးဒါကျွန်တော်တို့ဒီမှာဝယ်မယ်ဆိုလို့ရှိရင်အခုလိုမျိုးဖောက်ပြီးတော့စစ်ပြီးတယ်စစ်ပြီးတော့မှပို့ပေးတယ်ပို့ပေးပြီးတော့မှဒါဝယ်ယူသူလက်ထဲကိုရောက်လို့ရှိရင်လည်းကိုဒီကိုရောက်တဲ့အခါမှာစစ်ကြည့်လိုက်ဒါစစ်ဆေးဖို့အတွက်အချိန်၃ရက်ပေးထားတယ်ပေါ့နော်ဒါအချိန်၃ရက်ဆိုတာကအာမခံနေနေပေးတာမျိုးမဟုတ်ဘူးဒါအဲဒါပါလားမပါလားစစ်ဆေးဖို့အတွက်ပေါ့နော် ဒါစစ်ကြည့်လိုက်တယ်စစ်ကြည့်လိုက်လို့အဲဒါမပါဘူးဒါသုံးနေတယ်သုံးနေရင်းထဲမှာဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လည်းဒါအစ်စ်လည်းမပေးဘူးပေါ့နော်ဒါသုံးရင်းထဲမှာဖြစ်သွားတဲ့ဟာဖြစ်တဲ့အတွက်အဲ့လိုမဟုတ်ဘူးဒါကိုယ်တိုရောက်လာတယ်ရောက်လာလို့ဒါစစ်စစ်ကြည့်လိုက်တယ်သုံးမကြည့်ရသေးဘူးဒါစမ်းပြီးတော့မှစစ်ကြည့်လိုက်တယ်စစ်ကြည့်လိုက်တဲ့အခါမှာအဲဒါပါနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီလိုဒီလိုလေးဖြစ်နေတယ်ဆိုပြီးတော့ဒါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ပို့ပေးရတယ်။အဲ့ဒါပို့ပေးတဲ့ဗီဒီယိုကိုကျွန်တော်တို့ကကြည့်တယ်။ကြည့်ပြီးတော့မှဒါအဲ့ဒါပါတာလည်းမှန်တယ်။ဒါစစ်မှန်တယ်ဆိုလို့ရှိရင်ဒါပစ္စည်းအစ်စ်ကျွန်တော်တို့ပြန်ပြီးတော့ ို့ပေးတယ်ပေါ့နော်ဒါပစ္စည်းအသစ်ပို့တဲ့ခါမှာဆိုရင်လေဒလီကကျွန်တော်တို့ပေးရမှာမလို့ဘူးကျွန်တော်တို့ရုံးဘက်ကနေပြီးတော့ပဲအကုန်အကျခံပြီးတော့ပဲဒါပို့ပေးတယ်ပေါ့နော်ဒါကျွန်တော်တို့ရုံးဘက်ကနေပြီးတော့ဒါဝယ်ယူသူတွေကိုအဆင်ပြေအောင်လို့ကျွန်တော်ဒါဝန်ဆောင်မှုပေးတာလေးကိုကျွန်တော်ပြပေးတာပါဒါလေးတော့ဒါဘုသူတအနေနဲ့ကျွန်တော်ပြပေးတာပေါ့နော်ဒါတော်တော်များများဒီလိုမျိုးကတ်တွေကပါကင်နဲ့လာတယ်ပေါ့နော်ဒါပါကင်ကိုပါကင်လိုက်ပဲရောင်းရတာများတယ်ကျွန်တော်တို့ကတော့ပါကင်လိုက် မရောင်းမဲနဲ့ဖောက်ပြီးတော့ရောင်းပေးတယ်စစ်ပြီးတော့ရောင်းပေးတယ်ဒါအဲ့ဒါပါခဲ့ရင်လည်းကျွန်တော်တို့ပြန်လဲပေးတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီကနေဝယ်တဲ့ခါမှာဒါဆေးရှားလက်ရှားနဲ့ကျွန်တော်တို့ဝယ်ရအောင်လို့ဒါအဲ့ဒီဝန်ဆောင်မှုလေးကျွန်တော်တို့စီစဉ်ပေးတာပါကျွန်တော်တို့ဒီမှာဝယ်တဲ့ခါမှာဆိုလို့ရှိရင်ဒါဘဲပစ္စည်းပဲဖြစ်ဖြစ်ပေါ့နော်ဒါမီတာပဲဖြစ်ဖြစ်ဒီလိုမျိုးပစ္စည်းပဲဖြစ်ဖြစ်ခုလိုမျိုးပဲကျွန်တော်တို့ဖောက်ပြီးတော့စစ်ပြီးတော့မှာပို့ပေးတယ်ပေါ့နော် ဒါလေးကျွန်တော်ဘူးသူဒအနေနဲ့ကျွန်တော်သိရအောင်လို့ကျွန်တော်လိုက်လေးလွှင့်ပြီးတော့ပြပေးတာပါเนาะ